ပြီးခဲ့တဲ့ရက်ပိုင်းတွင်ကဒီအာကာသကိုခရီးသွားခဲ့တဲ့အမျိုးသမီး9ယောက်ထဲမှာလူတွေကပေါ့နော်ခစ်တီဘယ်ရီကိုပဲအာယုံဆူဆိုင်နေကြပါမယ်တီချာစီအနေနဲ့ကကြတော့ဒီအရှိတောင်အာရှသူဗီယက်နမ်နိုင်ငံသူအမန်ဒါကိုမျက်လုံးထဲကိုရောက်မိရပေါ့နော်သူမကဒီနေရာကိုရောက်ဖို့အတွက်သူမလွယ်ကူခဲ့တာမဟုတ်ဘူးပေါ့နော်ဒီသူမကိုယ်တိုင်ကဒီ astronaut အာအကဒါမီမူဖြစ်ချင်တဲ့အိမ်မက်ရှိတယ်အဲ့ဒီအိမ်မက်ကိုအကောင့်ထဲပို့ဖို့အတွက်ပဲဒီအာ Harvard University မှာကျောင်းတက်ခဲ့တာဖြစ်တယ်အဲပြီးရင် NASA မှာလည်း internship ဆင်ခဲ့သေးတယ်ဒါမှမဟုတ်လေသူမဒီ final year နောက်ဆုံးနှစ်မှာဒီမဒိန်ကျင့်ခံရတယ်ပေါ့နော်ဆိုတော့အဲ့ဒီမဒိန်ကျင့်ခံရတဲ့ survivor ဒီအာ victim တယောက်အနေနဲ့သူမဒီအာတရားရုံးကိုသွားပြီးတော့ဒီတိုင်ချက်ဖွင့်တဲ့အခါမှာဒီတရားရုံးကသူမ တရားရုံးမှာသူမအမှုမနိုင်ခဲ့ဘူးပေါ့နော်ဆိုဒီအတွက်ကြောင့်ပဲလေသူမရဲ့ဒီ astronaut ဖြစ်ခြင်းနဲ့အာကာသယာဉ်မှုဖြစ်ခြင်းနဲ့အိမ်မက်ကိုခဏလောက်ရပ်နားလိုက်တယ် ပြီးတော့သူမရဲ့ဒီ RISE right ဆိုတဲ့ဒီ civil right non-profit organization တခုကိုသူမလူဥခွင့်ရေးနဲ့ပတ်သက်တဲ့ organization တခုကိုတည်ထောင်တယ်။ပြီးရင်ပဲဒီ American နိုင်ငံရဲ့ဒီ Congress အညီလာခံကနေတဆင့်ပေါ့နော်။ဒီအသူမလိုပဲဒီမတိုင်းချင်းခံရတဲ့ victim တွေအတွက်အကာအကွယ်ပေးတဲ့ဒီ law ဥပဒေတခုကိုပြဋ္ဌာန်းဖို့အတွက်သူမစ조사ခဲ့တယ်။အဲ့ဒီဥပဒေဟာလည်းဒီအောင်မြင်ခဲ့တယ်။ ပြီးတော့မှပဲအဲ့ဒီဟာအောင်မြင်ပြီးတော့မှပဲသူမဒီအာဂတယံမှုဖြစ်ချင်တဲ့ဒီအိမ်မက်ကိုပြန်လဲအကောင့်ထဲပေါ် ပြီးတော့အခုအချိန်မှာသူမဒီအလဲအပတ်ရောက်ရှိခဲ့တဲ့အနေအထားမျိုးကိုရောက်ရှိလာတာဖြစ်တယ်။ဒါကြောင့်ပေါ့နော်ကျွန်တော်အနေနဲ့ဆိုရင်လည်းဒီတစ်ခါတလေမှာအရေးကြီးပေါ်လာတဲ့ဒီအရေးကြီးတာကိုလှုပ်ဆောင်ခြင်းဆိုတာနဲ့ကိုယ့်ရဲ့အိမ်မက်ကိုဖြစ်ချင်တဲ့စန္ဒကိုအကောင့်ထဲပေါ်ခြင်းဆိုတဲ့နှစ်ခုကြားမှာရွေးချယ်နေစရာမလိုဘူးပေါ့နော်။ဒီကျွန်တော်တို့ဒါစိတ်တက်ခိုင်ခိုင်မာမာရှိတယ်ဆိုလို့ရှိရင်အဲ့ဒီနှစ်ခုလုံးကိုတပြိုင်တည်းလုံနိုင်တယ်ဆိုတာကိုဒီအမှန်တရားအနေနဲ့ဒါတက်တည်ပြသွားတာဖြစ်တယ်။